ကုသိုလ်ဒိဋ္ဌိမှာသစ္စာဗျာဟောထားတဲ့ကုသိုလ်ဒိဋ္ဌိဝိလာမတုတ်တမှာဟောထားတဲ့ကုသိုလ်ဒိဋ္ဌိအစဉ်စဉ်အကောင်းဆုံးကုသိုလ်လုပ်ကြမယ်ဆိုရင်ဘယ်ကုသိုလ်လုပ်ရမလဲလောကမှာဝိจิตနာကုန်ကြတဲ့ကုသိုလ်ဟာအကောင်းဆုံးလားဘယ်ကုသိုလ်ဟာအကောင်းဆုံးလဲဒီအယောင်ဝယ်လုပ်တဲ့ပုဂ္ဂိုလ်တွေဟာချိလိလိုင်းခင်းတဲ့ကြောက်ရောင်းတဲ့လူနဲ့ ပရမ ्या ကြောက်တို့ကြောက်စိမ့်တို့ရောက်တဲ့လူတွေအတူတည်းလမ်းခင်းနဲ့ကြောက်ရောက်တဲ့ပုဂ္ဂိုလ်ဟာကားကြီးတွေနဲ့တိုက်ပြီးကြောက်ပုံကြီးကြီးကြီးဟိတ်နေအောင်ပုံထားပြီးတော့ရောင်းတာဟာလောက်မှမရအကြီးကောင်းတဲ့ပရမ ्या ကြောက်ကလေးတစ်လုံးဟာအိတ်ထောင်ထဲမှာတောင်းမှာအပြည့်ဖို့ထဲထားအဲ့ဒီပရမ ्या ကြောက်ကလေးတစ်လုံးရောင်းတာခုနကကားအစီး20 200 300တိုက်ရတဲ့ကြောက်ပုံကြီးနဲ့စားလိုက်ရင် ပြပြားကြောင့်လေးကတမိုးချီမာတယ်။စိတ်လေးတပွင့်ကတမိုးချီမာ။ကြောက်ပုံကြီးကတမိုးမရှိဘူး။ကုသိုလ်မှလည်းပဲအဲ့ဒီလိုသဘောထားနော်။ဘယ်ကုသိုလ်ကအသေးစားဘယ်ကုသိုလ်ကအချီစားရလိုက်တဲ့အခါမှာအကျိုးမြတ်စွာဘုရားချမ်းသာမှုရှိတယ်။အဲ့ဒါကိုမြတ်စွာဘုရားဝေလာမတုတ်တံမှာဟောထားရှိတယ်။ဝိချေတနာအကုန်ချခံပြီးတော့လုတ်တဲ့ကုသိုလ်တွေထဲမှာတဲ့။သတ္တုတ္တိတံသံဃာ အရက်လေးမျက်နှာမှာအပိပင်ဒါစီမရှိကြွလာနိုင်တဲ့တန်ဃာတွေကိုရည်ညွှန်းပြီးတော့တန်ကြီးကကြောင်းအဆောက်အဦတစ်ခုဆောက်လှူတယ်။ဝိจิตနာအုံကြခံပြီးတော့ဆောက်လှူတဲ့ကြောင်းအလှူဟာဝိจิตနာဂုံနဲ့အထဲမှာတော့အကောင်းဆုံးကုသိုလ်လို့ပြောတယ်။နော်ဆွမ်းလှူတဲ့ကုသိုလ်ရှိတယ်၊သင်္ကန်းလှူတဲ့ကုသိုလ်ရှိတယ်၊ဆေးလှူတဲ့ကုသိုလ်ရှိတယ်။တန်ဃာတွေကိုရည်ညွှန်းပြီးတော့ဆောက်လှူတဲ့ကြောင်းအလှူရှိတယ်။အဲ့ထက်ပဲ စွမ်းသင်္ကန်းကြောင်းလို့ဆိုရဲကုသိုလ်တွေထဲမှာကြောင်းလို့တဲ့ကုသိုလ်ဟာအကောင်းဆုံး။ဘာကြောင့်အကောင်းဆုံးလို့ပြောရတယ်ဆိုတတိယတိုင်းကုသိုလ်တွေတိုးနိုင်တယ်။ထာဝရကုသိုလ်မျိုးဖြစ်လို့ကောင်းတယ်လို့ပြောတယ်။စွမ်းဆိုတာထမင်းအသက်9ရက်9ရက်ပဲ။ဒါတော့မှမနဲ့ကပ်ပြီးနေတယ်စား။နောက်တည့်ရက်မရှိတော့။သင်္ကန်းဆိုတာ3လလပဲ။ဆေးဆိုတာယောဂဝေဒနာရှိမှလိုအပ်တာ။အဲ့တော့ကြံတဲ့ စံတင်ကဆေးလိုဟာတခဏလေးပဲသာဝရလိုအပ်ချက်လည်းမဟုတ်ဘူးကျောင်းဆိုတာကြတော့အနည်း90အနည်း100ဟောလို့ဆောက်ဦးရဲ့အခုပဲကြည့်ဒီသိမ့်ဓမ္မယုံကြီးထဲမှာအေးချမ်းချမ်းတရားနာနိုင်ခွင့်ရှိတယ်ဘသူကနေပြီးတော့ဆောက်ရှောက်ကားွယ်ပေးထားတော့ဆိုဒီဆောက်ကြီးကကိုအကျိုးပြုတာအပြစ်မဲ့မှာဆိုရင်အေးမယ်တို့မို့နေပူမယ်ဒီလိုမနေနိုင်ဘူး တော့နေပူရင်ပူမယ်အေးရင်အေးမယ်လေတိုက်ရင်တိုက်မယ်။ဟောဆောက်ဦးရဲကြတော့ပို့ပြီးတော့ချမ်းသာလေလုံးမုံးလုံးအနေထားတခုဒါဘသူကအကျိုးပြုဒီเจ้าကအကျိုးပြုဆောက်ဦးကအကျိုးပြုနေတာသူတွေကိုဒါကိုဥပနိဒေယပစ္စယောလို့ခေါ်တာနော်ဥပနိဒေယပစ္စယောလူလူချင်းသာကျေးဇူးပြုတယ်လို့အမတ်တမဲ့ထင်냐ထင်ကောင်းထင်နေတယ်အဆောက်ဦးကကိုယ့်ကိုကျေးဇူးပြုထားတာ အဆောက်အဦကခုချိန်မှကျေးဇူးပြုတာလေအေးအေးချမ်းချမ်းနေနိုင်တာအဆောက်အဦကျေးဇူးထို့သူပဲအစာတို့အဝတ်တို့ကလည်းကျေးဇူးပြုတယ်အဲ့တည်းမဲ့ကျေးဇူးပြုတဲ့ထဲမှာအဆောက်အဦရဲ့ကျေးဇူးပြုမှုကပိုပြီးတော့ကြီးမားတယ်ဒါကြောင့်ကြောင်းအလှကကောင်းဆုံးလို့တို့ပြတ်စွာဖြစ်ဟုတ်ဒါပြင်းတီးတဲ့ကောင်းတဲ့ကုသိုလ်ကောင်းမှုတွေရှိသေးလားရှိတယ်ခုနကဘုရားတရဏံကိစ္စမေးဆိုပြီးကိုယ့်ရဲ့ဘဝကိုဖရာတရားတန်ခါကိုအနှံလိုက်တယ် တရဏဂုံဆောက်တည်ရစတကယ်အနှံလိုက်တာနော်ကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုဖျားဆုံးမတိုင်းနေပါမယ်တရားအတိုင်းကျင့်ပါမယ်တန်ခါရီနဲ့ပတ်သက်ပြီးကုသကောင်းမှုလုပ်ပါမယ်ဆိုဖျားတရားတန်ခါနဲ့ပတ်သက်ပြီးအဲ့လိုအနှံလိုက်တယ်ကိုယ့်ဘဝကိုဆောက်လုပ်ပြီးတော့အနှံလိုက်တယ်အဲ့ဒီကုသကကြောင်းဆောက်ပြီးတော့ဝေကုံကြည်ကြထားပြီးတော့ဆောက်လှူတဲ့အလှူတဲ့ပို့ပြီးတော့ကြီးမာတယ်။ဘာကြောင့်ကြီးမာတော့ဆိုတော့ ကိုဘောကចောင်းလူတယ်ဆိုတာပြင်မကပစ္စည်းနဲ့အတုံးချပြီးလှူတာငွေကြေးတနာဆိုတာအပြင်ကပစ္စည်းကိုကိုဘောကိုအနားလိုက်တယ်ဆိုတော့ကိုရဲ့ဘဝလို့ဆိုတဲ့တံမိုးမဖြတ်နိုင်တဲ့အသက်ကိုအနှင်းပြီးတော့လှူဒါန်းတာဖြစ်သွားကြောင်းဒီတရဏဂုံကပို့ပြီးတော့မြတ်တယ်အဲ့ဒီတရဏဂုံနဲ့မြတ်တာရှိသေးလားဆိုတော့တရဏဂုံဆောက်တည်ပြီးတဲ့နောက်မှာငါးပါးတိလာလုံးထိမ့်သိမ့်လိုက်ဟောတာပို့မြတ်သွားတယ်ဒါဖြင့်ဒီတဲ့မြတ်တာရှိသေးလားဆိုတော့ရှိတယ် တက်လွတ်မေတ္တာရိပ်တာလို့ဆိုတယ်ဒီမှာမေတ္တာပွားနေမေတ္တာဘာဝနာပွားလိုက်မယ်ဆိုလို့ရှိရင်တော့တရဏဂုံတီလာစောင့်တိထားတာတဲ့မေတ္တာပွားတာမေတ္တာပွားတာတော့မှအကြာကြီးမဟုတ်ဘူးခန္ဓောဟနမတ္တံပိမေတ္တာဘာဝေတိနတ်တာတရှုလို့သူတို့ဆိုတယ်ဒီစကလုံးကိုခန္ဓောဟနဆိုတာနတ်တာတရှုတစ်ချောင်းလေးနှစ်ချောင်းနဲ့တဏ္ဍာတို့ပါတို့ စံတကူတို့သွေးထားပြီးတော့လက်ချောင်းလေးနှစ်ချောင်းနဲ့ယူပြီးတော့နှာခေါင်းဝါကိုတိတ်လိုက်တဲ့အချိန်ပိုင်းလေးဟာဘယ်လောက်မှမရှိဘူး။အဲ့ဒါကိုနန္တတရှူလို့ပြောတာနော်။နန္တတရှူလေးလောက်ပဲမေတ္တာစိတ်ကိုဖြစ်အောင်ကြိုးစားကြည့်ပါ။အဲ့ဒီမေတ္တာပွားမှုဟာခုနကတရဏဂုံသီလချောင်းဆောက်တာလေးတွေပို့ပြီးတော့တန်ဖိုးကြည့်ပါလေ။ဒါကြောင့်လို့ဆိုရင်မေတ္တာဘာဝနာပွားပြီးတော့ဇံရပါမယ်ဆိုရင်ကဘာချီပြီးတော့အသက်ရှိတယ်ပြန်မှဖြစ်နိုင်တယ်လေ။ တက်တန်းကိုအလောက်ထိအောင်ရှိကြအောင်ထိမ့်သိမ့်ပေးနိုင်တယ်ချမ်းသာဒုက္ခကိုကြာကြီးထိမ့်နိုင်ဒါနတို့သီလတို့ဆိုတဲ့အရာကလူပြည်လူချမ်းသာနတ်ပြည်နတ်ချမ်းသာတလောက်ပဲပေးနိုင်ကဘာချီပြီးအသက်ရှင်နိုင်အောင်မစွမ်းဆောင်နိုင်ဘူးမပေးနိုင်ဘူးမေတ္တာဘာဝနာကဆန်းအဆင့်ထိအောင်ရောက်သွားတယ်မေတ္တာဘာဝနာဆိုရင်ကဘာချီပြီးတော့အသက်ရှင်တဲ့ပြမအနေထားချမ်းသာဒုက္ခတရားပေးနိုင်တယ်ဆိုသူ့ရဲ့စွမ်းအားပို့ပြီးတော့ချီမာတယ် ဒါဖြင့်မေတ္တာဘာဝနာဆိုတဲ့ကုသိုလ်ကောင်းမှုဟာအကောင်းဆုံးဖြစ်ပြီလားဆိုဖြစ်သေးဘူးသူတဲ့ကောင်းတာပါတော့ဆိုဣစရာသင်္ကတမတ္တံပိအနိစ္စတင်ညာဘာဝေတိလက်ဖြစ်တတိအချိန်လေးပဲဖြစ်စေကုခန္ဓာကိုစူးစိုက်ပြီးတော့အောဘေးရမမမြဲပါလားဆိုတဲ့ဝိပဿနာတရားကိုချက်စားအထောက်မမြဲဘူးဆိုတာကိုစဉ္ညင်သုံးသပ်နိုင်ခြင်းဟာဝိပဿနာဉာဏ်ကိုဖြစ်အောင်လုပ်တာ အဲ့ဒီဝိပဿနာဉာဏ်ကြတော့လှုပ်လို့ရတဲ့ကုသိုလ်တွေမှာအကောင်းဆုံးကုသိုလ်လို့ခေါ်တယ်။ထိတဲ့ကောင်းတဲ့ကုသိုလ်မရှိတော့ဘူး။လှုပ်လို့ရတဲ့ကုသိုလ်တွေမှာထိတဲ့ကောင်းတဲ့ကုသိုလ်မရှိတော့ဘူး။မကုသိုလ်ဆိုတာလှုပ်လို့ရတဲ့ကုသိုလ်မဟုတ်ဘူး။ဝိပဿနာကုသိုလ်လှုပ်ပြီးမျက်မှောက်ပြုရတဲ့ကုသိုလ်မျိုးသာဖြစ်တယ်။ကုသိုလ်ဆိုတာမကုသိုလ်မှာလမ်းဆုံးတယ်။သောသောမကုသိုလ်သည်လုံးလို့ရတဲ့ကုသိုလ်မျိုးမဟုတ်ဘူးအထောက်ရမဲ့ကုသိုလ်သည်ဝိပဿနာကုသိုလ်အမြင့်ဆုံးပဲဖြစ်တယ်